ပရိပတန်တွေကဘောဓဘာသာအစစ်ဆိုရင်ရွတ်စရာမလိုဘူးလို့ပြောလာတဲ့ဆက်ရှင်မိုင်တော်ရဆရာတော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့လူမှုကွန်ရက်ပေါ်မှာရောဘာသာရေးအသံဝိုင်းမှာပါခဲ့ရဲသွားတဲ့အကြောင်းအရာတခုကိုတင်ဆက်ပေးကြပါမယ်အဲ့ဒါကတော့ထင်ရှားကြော်ကြားတဲ့ဆက်ရှင်မိုင်တော်ရဆရာတော်ကဘောဓဘာသာစစ်စစ်မှာပရိပတန်တွေရွတ်ဖတ်ဖို့မလိုဘူးလို့ဟောကြားခဲ့တဲ့ကိစ္စပဲဖြစ်ပါတယ် ကျမတို့မြန်မာလူမျိုးတွေရာထေရဝါဒဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ကြတဲ့သူတွေဖြစ်တဲ့အတိုင်းပရိပဒန်းဒေသနာတော်တွေနဲ့ကင်းကွာလို့မရပါဘူး။အိမ်သက်တတာပဲဖြစ်ဖြစ်အလူမင်္ဂလာဘောပဲဖြစ်ဖြစ်နောက်ဆုံးနိုင်ရေးကိစ္စတွေမှာတောင်းပရိပဒန်းရုပ်ဘက်ပူဇော်မှစိတ်အေးချမ်းနေပြီးကင်းနေလုံခြုံနေလို့ခံယူထားကြတာပါ။ ဒါဟာကျမတို့ရဲ့ယုံကြည်မှုနဲ့ဘာသာရေးမှာအခိုင်အမာအမြင့်တင်နေတဲ့အခြေခံတစ်ခုလို့တောင်ပြောလို့ရပါတယ်။ဒီလိုချိန်မှာပဲပညာတတ်ဆရာတော်တပါးအဖြစ်လူသိများထင်ရှားပြီးတော့နာမည်ကြီးနုပညာရှင်တွေကအစာကြီးညိုကိုးခွဲကြတယ်။ဆက်ရှင်မိုင်တော်ရဆရာတော်ကဒီလိုအဆိုတစ်ခုကိုထုတ်ပြောခဲ့ရပါဆရာတော်ရဲ့အဆိုအရဖျားရှင်လက်ထက်တော်အခါက45ဝါပတ်လုံးတရားဟောခဲ့ပေမဲ့ပရေပတန်းရုပ်ဖတ်ပူဇော်ပွဲဆိုတာတခါမှမရှိခဲ့ဘူး။ ဘယ်ဘရင်ဘယ်ဘုရားတကာကမှလည်းပရိယုတ်ဖို့အတွက်ဘုရားရှင်ကိုပင့်ဖိတ်တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။ဗုဒ္ဓဘာသာဆိုတာ theory ပိုင်းအရာစင်စားတွေးခေါ်ပြီးကျင့်ကြံရတဲ့တရားဖြစ်လို့အခုလိုရုပ်ဖတ်နေစရာမလိုပဲမြတ်တာတုတ်ကိုပါဠိလိုရွတ်နေမိအစားစိတ်ထဲကနေမြတ်တာပို့လိုက်ရင်ဘုရားကုံတော်တွေကိုစိတ်ထဲကနေရည်မှန်းပူဇော်လိုက်ရင် လုံလောက်ပြီလုံမိန်ကြခဲ့ပါတယ်။ဒီစကားကြောင့်ဘာသာရေးအတန်းဝိုင်းမှာအတော်လေးပွဲစုသွားပါတယ်။ဆက်စစ်မှန်တော်ရဆရာတော်ဆိုတာကတော့တာမန်ဆရာတော်တပါးမဟုတ်ပါဘူး။ဆရာတော်ရဲ့ဘွဲ့ ညီကအရှင်အိန္ဒသာရဖြစ်ပြီးအရှင်ဆက်ကြဝဠာလိုလည်းလူသိများပါတယ်။1985ခုနှစ်မှာရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာမွေးဖွားခဲ့ပြီးတော့အခုဆိုရင်တော့တက်တော်40ရှိပြီဖြစ်ပါတယ်။ ပညာရေးဘက်မှာလည်းမူလာတန်းကနေတရဏဒဇဓမ္မစတရားပွဲဝိနည်းဝိတုပွဲတွေတာမကတိရိလင်္ကာနိုင်ငံကနေ Master of Art MA Master of Philosophy နဲ့ Doctor of Philosophy PhD လို့ခေါ်တဲ့ပါရဂူဘွဲကွာရရှိထားတဲ့ပညာတတ်ရဟန်းတော်တစ်ပါးဖြစ်ပါတယ်။နိုင်ငံတကာကအကြောင်းသားတွေကိုတောင်တရဏရေးဆိုင်ရာသင်တန်းတွေပို့ချပေးနေရဲ့ဆရာတော်တစ်ပါးပါ။ဒါပေမဲ့ဆရာတော်ရဲ့ပရေပဌာန်းမလို့အဘူးဆိုတဲ့အယူအဆကိုတော့ထေကြီးဝါကြီးဆရာတော်တွေတန်ဃာတော်တွေနဲ့တကားတကားမတွေက ာလက်မခံခဲ့ကြပါဘူးသူတို့ရဲ့မြင်မှာတော့ပြည်တကက်သုံးပုံတရဏတော်ကြီးမကွေမပြောက်အောင်ရွှေကဆရာတော်ရိအဆက်ဆက်ကအသက်နဲ့လဲပြီးတော့ဒီပရေပဌန်းတွေကိုအာကုံဆောင်ခဲ့ရတာဖြစ်ပါတယ်ဒါရီဟာတရဏတော်ရဲ့ရှေ့ကမဟာတိုင်းကြီးတွေဖြစ်တယ်လို့တုံ့ပြန်ခဲ့ကြတာပါဒီလိုသဘောထားကွဲလွဲမှုတွေဝေဖန်မှုတွေပြင်းထန်လာပြီးရဲ့နောက်မှာတော့ဆက်ရှိမိုင်တော်ရဆရာတော်ဟာသူ့ရဲ့ဟောပြောချက်နဲ့ပတ်သက်ပြီး နိုင်ငံတော်တန်ခါမဟာနိုင်ရကအဖွဲ့ကဆရာတော်ကြီးတွေနဲ့တခြားဆရာတော်ကြီးတွေကိုဝင်ချတောင်းပန်ခဲ့ရပါတယ်။ဒီဖြစ်ပျက်ကိုကြီးချင်းအဖြစ်ဂျပန်မှာပညာရပ်ပိုင်းဆိုင်ရာ theory အရချင်းကတ်တဲ့အမြင်နဲ့နောက်တစ်ဖက်မှာတော့ယုံကြည်မှုယဉ်ကျေးမှုအစဉ်အလာကိုအခြေခံတဲ့အမြင်ကြားကကွာဟာချက်တွေကိုတွေ့ရပါတယ်။ဒီဗီဒီယိုမှာကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ဒီကိစ္စပေါ်မှာဘယ်လိုမျိုးသဘောထားမှတ်ချက်ရှိပါသလဲ။ပရိပဌာန်းရုပ်ဖတ်ခြင်းဟာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလို့မြင်ပါသလား။ဒါမှမဟုတ်ဆရာတော်မိန်ကြားသလိုစေတဲကနေကြင်ကြံပွားများမှုကပို အရေးကြီးရယ်လို့ယူဆပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်